ဆုံးတမဲ့ပစ္စည်းတွေဟာအစားစင်ကုန်မှုတွေနဲ့ကြုံကြရတယ်။အဲ့စင်ကုန်မှုတွေကိုလက်မခံဝန်းတဲ့သူတွေသက်ဆိုင်ရနေပေဘူး။နေရာမရဘူး။အဲ့တော့ဦးစင်းတို့ဦးစင်းရဲ့ဘဝငယ်ငယ်တုန်းကဆိုလို့ရှိရင် ျက်စိမကောင်းတဲ့အတွက်ကြောင့်မျက်စိအားနေတဲ့အခါကျတော့စာရီကောင်းကောင်းမရလို့အဆင်ပြေပြီးကြက်လို့မရဘူးအဲ့ဒါဥစဉ်အတွက်ကြီးမားဆုံးစိန်ခေါ်မှုကြီးမားဆုံးစိန်ခေါ်မှုဒီနေရာလေးစာကိုလွယ်လွယ်ကူကူကြည့်ပြီးကြက်လို့ရတဲ့အချိန်မှာဥစဉ်အနေနဲ့စာကို ရှိမရှိတဲ့အတွက်မျက်မှန်လည်းမတတ်ခဲ့အောင်အဲ့တော့ညာကြီးဆိုလို့ရှိရင်ဖျောင်းနိုင်မီနဲ့စာချက်ဖျောင်းနိုင်မီကိုလည်းတစ်ဖက်ကကန်ရတယ်စာအုပ်ကိုလည်းတစ်ဖက်ကကန်ပြီးဒီလိုကျက်တဲ့အခါပြောင်းနိုင်မီရဲ့ဒီထိတ်ကစပင်းကိုတက်ပြီးတော့မှလောင်ကိုရှိရဒီစပင်းလေးတွေဆိုအများတန်းပြောင်းနိုင်မီလောင်တာမီလောင်တာလို့လေစပင်းလေးတွေကငုတ်တူလေး စိန်ခေါ်မှုဘလဘောမှာဆရာမစာရေးတယ်ဦးဇင်းကမနေပြုတ်ပြဲပြီးလိုက်ကြည့်နေရတယ်နောက်ကလိုက်ကိုရေးတာမမီအဲ့ဒါဦးဇင်းအတွက်စိန်ခေါ်မှုပဲအဲ့စိန်ခေါ်မှုကြီးရအောင်ကြော်လွားခဲ့ရဒါတွေငါဘလို့ကြော်လွားမလဲကိုယ့်ရဲ့အကြံဉာဏ်တွေထောက်ရအကြံဉာဏ်တွေထုတ်ခဲ့ရအဲ့ဒါကိုလက်လျှော့လိုက်ကြောက်တုံးကို ံနဲ့ရိုက်တယ်လို့ပဲတန်ကွေးသွားတယ်ဆိုကြောက်တုံးနေရမှာကိုယ့်အတွက်နေရာမရှိဘူးတန်အတွက်နေရာမရှိဘူးအဲ့လိုပဲစာသင်ခန်းထဲမှာကိုယ့်အတွက်နေရာမရှိဖြစ်သွားမှာပေါ့ဦးစင်းရအောင်ကြော်သွားခဲ့ဦးစင်းထက်မျက်စိကောင်းတဲ့တငယ်ချင်းတွေခက်ခက်ခဲခဲလေးစားမျက်စိကောင်းနေတဲ့တောင်းနဲ့စားကုန်ကောင်းကောင်းမလိုက်နိုင်တဲ့အတွက်ကြောင်းထွက်သွားတယ်ဒီအများကြီးပဲဦးစင်းမထွက်သွားဘူးကြောင်းပြီးအောင်တက်ခဲ့တယ်တက်နိုင်ခဲ့တယ် စာသင်ခန်းထဲမှာဦးစင်းအတွက်နေရာရခဲ့တယ်။အဲ့ဒါဦးစင်းရဲ့မာကြောတဲ့စိတ်တက်ပေါ့ရအောင်ကြော်လွားနိုင်တဲ့စင်ကောမှုကိုလက်ခံနိုင်တဲ့ဦးစင်းရဲ့စိတ်တက်ကြောင့်ဦးစင်းကြော်လွားနိုင်ခဲ့တာဦးစင်းအတွက်အမှန်နေရာတစ်ခုရခဲ့တာဖြစ်တယ်